။ဥမင်းမသွားပဲရွယ်တင်နှုပြနေတဲ့ထိတ်တန်းနှုပညာရှင်9ယောက်။မင်္ဂလာပါရှင်။ရွှေမလီ channel မှာပြန်လည်ကြိုဆိုလိုက်ပါတယ်။ဒီဗီဒီယိုထဲမှာတော့တက်ကြီးလာပြီးမယ်။ဘယ်တော့မှဥမင်းမသွားပဲအရွယ်တင်နှုပြလာတဲ့နမဲကြီးနှုပညာရှင်9ယောက်ကိုပြောပြပေးသွားမှာပါ။နံပါတ်1အိန္ဒြာကျော်စင်ပထမအုံမေမသွားပဲထောင်ရနုပြနေတဲ့မင်းသမီးတလက်ကတော့အကယ်ဒမီဆူများရှင်ပြည်သူရှင်မင်းသမီးကြီးအိန္ဒြာကျော်စင်ပါ။ ခိုင်တင်းကြည့်လိုပါပဲနှစ်ထောင်ဝန်းကျင်တစ်ခုနှစ်နောက်ပိုင်းတွေမှာနမဲကြီးလာတဲ့မင်းသမီးအင်ဒရာကျော်စင်ဟာအခုချိန်အသက်48နှစ်အရွယ်ထိအိမ်တော်ရှင်မဖြစ်သည့်တိုင်အောင်အမြဲတမ်းနှုတ်ပြနေတာပါငယ်ရွယ်စဉ်မှာချစ်စရာကောင်းတဲ့ပုံစံလေးနဲ့လှပခဲ့တဲ့အင်ဒရာကျော်စင်ဟာနှစ်ပေါင်းများစွာကြာသွားတာတော့ခုချိန်ထိကြက်တင်ရရှိရှိနှုတ်ပြလှပနေသေးပါပဲဒါကြောင့်လည်းအင်ဒရာကျော်စင်ကိုအုံမင်းမသွားပဲထောင်ရနှုတ်ပြနေတဲ့နှုတ်ပညာရှင်ဖြစ်သတ်မှတ်ရမှာဖြစ်ပါတယ် ံပါတ်1ခိုင်တင်းကြီးတနေ့တခြားတက်ကြီးလာပြီးမယ်။အိုမင်းရင်ရော်လာခြင်းမရှိလို့ပြည်သက်တွေချီးကျူးတာခံနေရတာကတော့တရုတ်ဆောင်မင်းသမီးခိုင်တင်းကြီးပါ။1990ခင်လွန်2000ဝန်းကျင်ခုနှစ်တွေမှာကတည်းကထိတ်တန့်ရုပ်ရှင်မင်းသမီးဖြစ်လာတဲ့ခိုင်သိန်းချီဟာအခုအသက်54ကျော်ရွယ်မှတောင်နှုတ်ပြုံလှပနေတုန်းမှာပဲ တင်းဆောင်မင်းသမီးခိုင်တင်းကြီးတယောက်ဘလောက်တောင်နှုတ်ပြတဲ့လဲဆို သူမမွေးထားတဲ့သမီးလေးစံထိတ်ထောင်းနဲ့တောင်ညီမလူဖြစ်နေတာပါ ပိုပြီးလေးစားစရာကောင်းတာက ခိုင်တင်းကြီးဟာဒီလိုမျိုးအရွယ်တင်နှုတ်ပြဖို့အတွက်ယခုခေတ်မှာခေစားနေတဲ့မျက်နာကိုခဲစိတ်မှုမျိုးတွေဘာတစ်ခုမှမလုပ်ထားပဲတဘာဝအတိုင်းနှုတ်ပြနေတာဖြစ်ပါတယ်ဒါကြောင့်လေတချိန်လုံးကမင်းသမီးကြီးခိုင်တင်းကြီးဟာဘတော်မမဟုတ်တဲ့အမှုပညာရှင်တယောက်ဖြစ်သတ်မှတ်ရမှာပါ နံပါတ်3မေကပြအနုပညာလောကထဲမှာနောက်ထပ်အရွယ်တင်နှုပြပြီးဘယ်တော့မှမအိုလာတဲ့မင်းသမီးတလက်ကတော့တရုတ်ဆောင်မင်းသမီးမေကပြပါမေကပြဟာအနုပညာလောကထဲကိုစတင်ဝင်ရောက်လာချိန်မှာကလေးတယောက်မေးဆိုပေမဲ့လည်းအပြုံမင်းသမီးတွေထက်ချက်စရာကောင်းတာတော့အမှန်ပါပဲမေကပြရဲ့ဒီလိုနှုပြမှုကိုယခုအသက်40ကျော်အရွယ်ထိထိန်းထားနိုင်တာကသူမရဲ့အားသာချက်ဖြစ်နေတာပါ အခုဆိုမိကပြားရဲ့သမီးဟာအသက်20ကျော်အရွယ်ဖြစ်နေပြီမယ်မိကပြားဟာသမီးဖြစ်သူနဲ့တရွယ်တည်းရှိနေပါတယ်ဒါကြောင့်လေမိကပြားကိုနုပညာလောကမှာအရွယ်တင်နုပြုံရဲ့မင်းသမီးဖြစ်သတ်မှတ်ရမှာပါနံပါတ်၄လင်းစာနီဆောင်အနုပညာလောကမှာမဦးစီးစားထားသလားလို့ထင်ရအောင်နုပြုံနေတဲ့နောက်ထပ်နုပညာရှင်ကတော့တရုတ်ဆောင်မင်းသမီးလင်းစာနီဆောင်ပါ လင်းစာနီစောဟာအမှုပညာလောကထဲကိုစောင့်တင်ဝင်ရောက်လာကြတဲ့ကမျက်နှာလေးတိုင်းပဲယခုအသက်50ကျော်အရွယ်မှာရှိနေတာကသူမရဲ့ထူးခြားချက်ပါအခုဆိုလင်းစာနီစောဟာသူမမွေးထားတဲ့သမီးလေးမြူလင်းကိုကိုနဲ့ညီမလားထင်မှတ်ရလာအောင်နှုပြုံနေတာဖြစ်ပါတယ်တရုတ်ဆောင်မင်းသမီးလင်းစာနီစောကတော့သူမဒီလိုနှုပြုံနေရတဲ့လျှော့ဝှက်ချက်ကတော့အသက်ကြီးလာတာကို စိတ်ကမတွေးပဲပျော်ပျော်ပါးပါးဆဆနှောင့်နှောင့်နေလို့ဖြစ်ကြောင်းရှင်းပြထားပါတယ် နံပါတ်5ပိုင်စင်ရဲထွန်းအမှုပညာလောကမှာဘယ်တော့မှမအိုတော်ဘူးလားလို့မေးယူရတဲ့မျိုးသားအမှုပညာရှင်တယောက်ကတော့ပိုင်စင်ရဲထွန်းမှာအမှုပညာရှင်လောကကိုငယ်ရွယ်ချောမောချစ်စရာကောင်းတဲ့မော်ဒန်မင်းသားလေးတယောက်အနေနဲ့ဝင်ရောက်ခဲ့တဲ့ပိုင်စင်ရဲထွန်းဟာအခုအသက်40ကျော်အရွယ်ရောက်တဲ့အချိန်မှာလေနူတုံးချောတုံးခံတုံးမှာပိုင်စင်ရဲထွန်းနဲ့အတူတူရိုက်ကူးခဲ့တဲ့မင်းသမီးတွေအိုမင်းသွားပေမဲ့ပိုင်စင်ရဲထွန်းကတော့အဲတိုင်းပါပဲ။ ဒါကြောင့်လေပိုင်စီရဲထွန်းဟာမအိုတဲ့ဗမ်ဖိုင်းယားဖြစ်မယ်လို့ပရိသတ်တွေကစောင့်နှောက်နေကြတာဖြစ်ပါတယ်။အခုပြောပြသွားတာကတော့အမှုပညာလောကမှာအိုမင်းမသွားပဲထာဝရနှုပြနေတဲ့မင်းသမီးမင်းသားနှုပညာရှင်၅ယောက်ပါ။ဒီထဲမှာပေါ်ပြဖို့ခြံခဲ့တဲ့အမှုပညာရှင်တွေရှိရင်လဲ comment မှာမှတ်ချက်ပေးသွားကြပါအောင်ရှင်။